ငွေဈေးဝိုင်းရောင်းဝယ်မှုစန့်ကျင်ရေးတက်ကြွလှုပ်ရှားသူအမင်ကိစာစီနဲ့သူ့ရဲ့မိသားစုအတွက်လက်ခုပ်တန်တွေကျဲလောင်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ပတ်ကစိတ်ကမ်းမြို့တော်မာဆဲမှာနေကင်းဘတ်မှာတနက်နေ့ပြစ်ခတ်ခံခဲ့ရတဲ့အမင်ညီဖြစ်သူမေဒီကိုဂုံပြုဖို့အတွက်လူထောင်ပေါင်းများစွာလမ်းမော်ထွက်လာခဲ့ကြပါတယ်။သက်20အရွယ်မေဒီသိဆုံးခဲ့ရမှုဟာမာဆင်းမျိုးကံတွေကိုတုံလှုပ်စေခဲ့ပြီးပြည်သူနိုင်ငံတော်ကမူရစေဝအကြံဖတ်မှုပေါ်ဒေါသထွက်စေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာမီဒီကိုတက်ဖြတ်ဖို့ရာဇဝတ်အဖွဲ့အစည်းကောင်ဆောင်တွေကအမိန့်ပေးခဲ့သလားဆိုတာကိုစုံစမ်းစစ်ဆေးနေကြပါတယ်။ဒါဟာသူ့ရဲ့တက်ကြွလှုပ်ရှားသူညီအကိုကိုတန်တိတ်သွားစေဖို့ချိန်ချောက်တာဖြစ်နိုင်ပါတယ်။အင်မီဟာဆေကျော်တက်ဘဝမှာဂိုင်းချမ်းဖတ်မှုကြောင့်သူ့ရဲ့အကိုဝင်းခွဲဘရာဟင်ကိုဆုံးရှုံးခဲ့ပြီးနောက်တက်ကြွလှုပ်ရှားသူဖြစ်လာခဲ့ပါတယ်။မိခင်ဖြစ်သူကသူတို့ဟာကျမရဲ့ဒုတိယသားကိုပါထပ်ပြီးယူသွားပြန်ပါပြီ။သူတို့တွေကကျမနှလုံးသားကိုဆွဲထုတ်ပြီးဘယ်နှကြိတ်နှိမ့်ဆက်ချင်ကြတာပါလဲ။ မင်းတို့လူသက်သမားတွေကငါ့ကိုတက်ပြီးသားဖြစ်ပေမဲ့ငါသားတွေပေါ်ထားတဲ့ငါရဲ့မြစ်တာကိုတော့ဘယ်တော့မှတက်လို့ရမှာမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်ရင်သနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မာဆယ်မြို့ဟာမူရင်စေဝါရောင်းဝယ်ဖောက်ကားမှုတွေနဲ့ဆက်ဆက်နေတဲ့ကြံဖတ်မှုတွေကိုထိန်းချုပ်ဖို့ချိန်တော်ကြရုန်းကန်ခဲ့ရပါတယ်။ဒီနှစ်ထဲမှာပဲနေမြေလူယင်မှုတွေကြောင့်လူဒဒါစင်ကျော်သေဆုံးခဲ့ရပါတယ်။ဆန္ဒပြပွဲမတိုင်မီမြို့တော်ဝင်ကရာဇဝတ်ဖွဲ့စည်းတွေကိုစန့်ကျင်ဖို့စီလုံးမြင်ညွှန်ကြဖို့တောင်းဆိုခဲ့ပါတယ်။မြို့တော်ဝင်က ျွန်တော်တို့တွေမကြောက်ပါဘူးဒီအချက်ကိုမာဖီးယားတွေကိုပြောပြဖို့လိုပါတယ်မင်းတို့တွေကမာဆယ်မျိုးသူမျိုးသားတွေကိုမချောက်လန့်နိုင်ပါဘူးရင်းတဲ့လူမျိုးတွေကိုမချောက်လန့်နိုင်ပါဘူးနောက်ဆုံးမှာကျွန်တော်တို့စီးလုံးရဲ့အနိုင်ရမှာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်ပါရီမျိုးကနိုင်ငံရေးသမားတွေဟာလည်းချီတက်ပွဲအတွက် မာဆယ်ကိုရောက်လာခဲ့ကြပါတယ်ပြင်းထန်တရားရုံးဝင်ကြီးဂျယ်ရယ်ဒါမန်နဲ့ကမူရဲ့စေဝါမှုဟာအ ਨੇ ဆုံးအကြံဖတ်မှုနဲ့ညီမျှတဲ့အချင်းချင်းမှုဖြစ်တယ်လို့ပြောကြားခဲ့ပြီးမူရဲ့ရာဇဝတ်မှုတွေကိုပုံမပြင်းထန်တဲ့ရည်ယူဆောင်ရွက်မှုတွေလှုံ့ဆော်မယ်လို့ကတိပြုခဲ့ပါတယ်ရှင်။